မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သား5ဦးသေဆုံးကလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလတရက်နေ့မှာ ဖီဒီဥရွာမှာကရင်အမျိုးသားလုံမြောက်ရေးတပ်မတော် KNL လေးနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကိုတိုက်ခတ်ခဲ့ရာစစ်တပ်ကတအုပ်သေးဆုံးခဲ့တယ်လို့သိရပါတယ်။နိုဗ ెంబ ာလ30ရက်နေ့ညနေ4:00နဲ့5:00ခန့်မှာကရင်အမျိုးသားလုံမြောက်ရေးတပ်မတော် KNL လေးနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များက ဖပေါ်နေမြေမပြောတော့နဲ့ထွေးသေးဦးနေမြေမှာအကြမ်းမဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲနှစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး MA1 တပ်နဲ့၃လက်နဲ့ MA4 တပ်နဲ့တပ်လက်တို့ကိုတင်းစီရရှိခဲ့ပြီးတော့ KNL ပူးပေါင်းတပ်ဖွဲ့များတင်းပတ်ရရှိထားတဲ့မာထောစစ်တပ်စခန်းကိုနေမြေရှင်းလင်းလုပ်နေခြင်းအတွင်းမှာ၈၁မမလက်နက်ကြီးတပ်လက်ထပ်မံတင်းစီရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းထီးလင်းမြို့ကိုအကြမ်းဖက်စစ်တပ်ကဗိုလ်ကြီး၄ဦးနဲ့အုပ်ချုပ်ရေးရန်တရလဲပတ်နေပြီးတိုက်ပွဲမှာတအုပ်သေးဆုံးသွားတဲ့အတွက်အစာထုတ်ခန့်အရန်လုဆောင်နေပြီးစစ်သားအင်အားတရာခန့်သာကြန့်ရှိတော့တဲ့အတွက်မြို့ပေါ်ကသာဆုံးမနိုင်တော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့ကတခန်းကြီးတိုက်ပွဲမှာဗိုလ်ကြီး၄ဦးတဲ့ကတအုပ်ဖြစ်တဲ့ဗိုလ်ကြီးအောင်စိုးဦးသေဆုံးသွားပြီးတော့လက်ရှိအချိန်မှာဗိုလ်ကြီးကောင်းကောင်းဗိုလ်ကြီးရဲရဲအောင်နဲ့ ချင်းပြည်နယ်မင်းတပ်မြို့ခလိုက်ရနှစ်ခွန်လေတိုင်ရင်ကပြောင်းရွှေ့လာတဲ့ဘိုးကြီးမိုးတောက်တို့သုံးဦးသာကြန့်ရှိတော့တယ်လို့သိရပါတယ်။ဒါအပြင်နိုဗ ెంబ ာလ16ရက်နေ့ကလည်း6နောက်မှာကြည်စံထိမှန်ပြီးတော့ဒံယာကိုစေကုသရအတွားဘိုးကြီးကောင်းကောင်းကိုမုံရွာမြို့နမခါကစေရဟရရင်နဲ့လာရောက်ခေါ်ဆောင်သွားပြီးတော့၎င်းနေရာမှာအစားထိုးရန်ကလောအခြေဆိုင်ခမရ55တိုင်ရင်က ဘိုးကြီးရဲမှန်ရောက်နေတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတည်ဆုံသွားတဲ့ဘိုးကြီးအောင်ဆုံးရဲ့နေရာမှာလက်ရှိအချိန်ထိအစာထုတ်ခတ်အရန်ရောက်ရှိလာခြင်းမရှိသေးဘူးလို့သိရပါတယ်။2022ခုနှစ်ခုနှစ်လပိုင်းနောက်ကလေးကဘိုးကြီး၄ဦးတည်းနဲ့အုပ်ချုပ်နေတာမြို့ပေါ်အုပ်ချုပ်ရေးရန်တရားတွေလည်းမရှိတော့ဘူးဆိုတော့အကြီးပိုင်းတွေမထားဘဲနဲ့ရှော့ပေါ်ထားတယ်ထင်းတယ်။လာစားမရတာလဲ၄လောက်လောက်ရှိပြီလို့ကြားတယ်။မြို့ပေါ်အုပ်ချုပ်ရေးရန်တရားကတော့စစ်သားနဲ့ရဲပဲရှိတော့တာ ကြံတဲ့အုပ်ချုပ်ရေးလုပ်ငန်းပိုင်းတွေကတော့ရထားတာကြာပြီလို့ရောလင်းနန်းကတာဝန်ရှိသူကပြောဆိုထားပါတယ်။ထီးလင်းမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကဗိုလ်ကြီး၄ဦးအပါအဝင်စစ်သား138ဦးသာကြံတော့ပြီးတော့နိုဘမာလာ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးသူတွေများပြားခဲ့တဲ့အတွက်စစ်တပ်ကထီးလင်းမြို့ပေါ်ကိုအင်အားဖြည့်တင်းရန်လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။သူတို့ကမြို့ပေါ်လောက်ပဲအုပ်ချုပ်နိုင်တော့တာလေ။အဓိကကသူတို့စစ်ကြောင်းထိုးတာတောင်မှခတ်ဝဲဝဲကိုမထိုးနိုင်တော့ဘူး။ရိတ်ခါရှာတဲ့သဘောလောက်ပဲသွားနိုင်တော့တယ်။ မယ်မြေတွေကကာကွယ်တပ်ဖွဲ့တွေအကုန်လုံးကစုံမိုးထားတာကိုအခုစစ်တပ်ကစစ်ကြောင်းထိုးရင်တောင်မှမြို့ကိုလုံခြုံရေးခြံထားရတာဆိုတော့ပြူစောထီးတွေရဲတွေခေါ်ပြီးတော့ထွက်ရတာသူတို့စစ်တပ်ကသူတွေပဲထွက်လို့မလောက်တော့ဘူးပြီးခဲ့တဲ့28ရက်နေ့တိုက်ပွဲမှာကပြူစောထီးတွေတေဆုံးတဲ့အထဲမှာပါတယ်နောက်ပြီးတော့ရဲတယောက်လည်းတေတဲ့အထဲမှာပါတယ်အုပ်ချုပ်ရေးပိုင်းကစစ်သားကအတိအကျပြောရရင်တော့အရင်ကတော့နိုဝင်ဘာလ28ရက်နေ့မတိုင်ခင်မှာ138ဦးအတိအကျရှိတယ် ဲ့ဒါစစ်သားတွေရဲတွေမပါဘူးပြူစောတိမပါဘူးအဲ့ဒီ138ဦးကိုဗိုလ်ကြီး၄ဦးကအုပ်ချုပ်နေပြီးတော့သူတို့ကစစ်ကြောင်းထုတ်ဖို့အဓိကပေါ့ကျန်တဲ့ရန်တရားကတော့လက်ပတ်မှုမရှိပါဘူးဗိုလ်ကြီးအောင်စိုးဦးက28ရက်နေ့ကတေသွားတာဆိုတော့အဲ့ဒီအတွက်ပြန်ပြီးတော့မှအစားထိုးဖို့နဲ့အားလုံးပေါင်းတေဆုံးအရေးအတွက်ကလည်း20ကျော်လောက်ရှိနေပြီဒဏ်ရာရတဲ့အရေးအတွက်ကလည်း10ယောက်ကျော်လောက်ရှိတယ်အဲ့ဒီတော့အင်အားကယော်နေနေတော့ဒီတစ်ပတ်လောက်မှာအင်အားဖြစ်မယ်လို့တော့ကြားသိရတယ်လို့ရောလင်းတဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ရွှေကျင်မြို့နယ်နဲ့ကရင်ပြည်နယ်ဖားပုံမြို့နယ်တို့မှာနိုဗမာလတိုက်ပွဲများအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ထက်မနည်းထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗမာလတရက်နေ့ကနေ30ရက်နေ့အထိဖားပုံခရိုင်တရင်တက် P27001 Spring Warriors ခေါ်လဲစစ်တီရဲဘော်များအနေနဲ့မဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းကမြေပြင်စစ်စင်ရေးနှစ်နေရာနဲ့ drone စစ်စင်ရေးတနေရာစုစုပေါင်းစစ်စင်ရေးနေရာ၃ခုဖော်ဆောင်ခဲ့ရမှာမြေပြင်တိုက်ပွဲဆက်တဲ့ချိန်နဲ့ ဒရုန်းစစ်ဆင်ရေးရှစ်ကြိမ်ရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာ Spring Warriors Column အနေနဲ့ဒရုန်းပုံသည့်အလုံးရေ30ကြောကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ညောင်လေးပင်ရွှေကျင်ဖာပွန်တို့ဘက်တွေမှာရှိပါတယ်။ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရတာတော့မရှိပါဘူး။ခုခံစစ်ရောထိုးစစ်ရောဒရုန်းနဲ့ချတာရောလုံဆောင်ခဲ့တာပါ။တေဆုံးထိခိုက်မှုကတော့အယောက်30ကြော40လောက်ရှိပါတယ်။မဟာမိတ်ပူပေါင်းအဖွဲ့တွေလည်းပါပါတယ်လို့ Spring Warriors Column ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်သားအယောက်30နဲ့40ကြောင်းထိခိုက်တေဆုံးမှုရှိခဲ့ပြီးတော့ Spring Warriors ကိုလည်းတက်ရင်းကရဲဘော်၄ဦးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်စင်ရေးလုံခြုံမှုရှိစေရန်အတွက်စစ်မြေပြင်နေရာများနဲ့တိုက်ပွဲနေရာများကိုမဖော်ပြနိုင်ခြင်းဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ဦးလွေမြို့မှာစစ်တပ်ကတော DSA ဘိုးလောင်းတင်တန်းအမှတ်စဉ်66တင်တန်းစင်ပွဲကို အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိလာမှဖြစ်တဲ့အတွက်နိုဗ ెంబ ာလနောက်ဆုံးဘက်ကစပြီးတော့တန်ချက်ကတက်တွေကိုပါခေါ်ယူပြီးတော့လုံခြုံရေးတွေတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇမလပထမပတ်အတွင်းမှာပြုတ်လုရန်စီစဉ်နေတဲ့ DSC တင်းနှန်းဆင်းပွဲကိုဒီဇမလ3ရက်4ရက်5ရက်နေ့တွေမှာပြုတ်လုမယ်လို့သတင်းလွှင့်ထားတယ်လို့မြို့ကန်တချို့ကပြောပါတယ်။ဒါပေမဲ့ကျောင်းဆင်းပွဲကိုဒီဇမလ6ရက်နေ့မှာပြုတ်လုမှာဖြစ်ပြီးတော့ကျောင်းကနီးပြားတွေနဲ့အရာရှိကြီးတွေကိုသာအတိပေးထားတယ်လို့စုံစမ်းသိရှိရပါတယ်။ပြင်းလွင်မြို့မှာရှိတဲ့စစ်တပ်ကတော်တွေကစစ်တပ်ကတော် DSC နဲ့ တက်မတော်နီးပညာတက်ကတော့ DSTA ចောင်းစင်းပွဲတွေကိုအရင်နှစ်တွေတုန်းကလည်း ်ဒီဇင်ဘာလပထမပတ်မှာပြုလုပ်လေရှိတယ်လို့ပြင်းလွင်မြို့ကန်တွေကပြောပါတယ်ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့စစ်တပ်ကတော့ចောင်းဆင်းပွဲရက်တွေကိုအတိအကျမပြောတော့ဘဲသတင်းလွှင့်ထားတဲ့ရက်ထက်နောက်ကျပြီးမှပြုလုပ်လေရှိတယ်လို့သိရပါတယ်အခုတင်တန်းဆင်းမဲ့ DSC အပတ်စဉ်66ဟာစစ်တပ်အာဏာမသိမ်းခင်မှာခေါ်ယူပြီးတင်တန်းပေးခဲ့တဲ့အထဲမှာနောက်ဆုံးအပတ်စဉ်တွေဖြစ်တယ်လို့စီရဲသတင်းတွေကိုတင်ဆက်ပေးနေတဲ့ CDN ဘိုးကြီးဇင်ယော်ကပြောဆိုထားပါတယ်အဲ့ဒီနောက်ပိုင်းမှာအပတ်စဉ်တွေဟာစစ်တပ်အာဏာသိမ်းပြီးမှခေါ်ယူခဲ့တဲ့စစ်သားတွေလို့သိရပါတယ်မြို့ပေါ်မှာအစစ်အစ ဲတွေရှိတယ်မင်းအွန်လိုင်းကြောင်းစင်းပွဲလာမှာအဲ့ဒါကြောင့်ဒီအပိုင်းတင်းကျပ်နေတာအခုဘယ်နဲ့ကြောင်းစင်းမယ်ဆိုတာကြိုပြီးတော့အသိမပေးဘူးတက်ထဲမှာလည်းကြိုမပြောဘူးလို့ပြင်းလွင်မြို့ကန်တူကပြောပါတယ်2023ခုနှစ်ကကြောင်းစင်းပွဲကိုဒီသမားလာရှင်းနေမှာပြုတ်လုခဲ့ပေမဲ့လေဒီသမားလာတရက်နေ့ကလေးကအစင်သက်ပြင်ခိုင်းထားခဲ့တယ်လို့သိရပါဗျ။အရင်နှစ်က DSTA ကြောင်းစင်းပွဲကိုအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လိုင်းကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ အရင်က DSDA ကြောင်းစင်းပွဲတွေကိုတစ်ကြိမ်မှမသွားခဲ့ပေမဲ့2023ခုနှစ်မှာတော့မဲဆွယ်တဲ့သဘောနဲ့ပထမဆုံးအချိန်တွားရောက်ခဲ့တာလို့စစ်တပ်နဲ့နှိဆက်သူတချို့ကပြောပါတယ်။ထူးခြားချက်ကဒီနှစ်ပြုလုပ်မဲ့ကြောင်းစင်းပွဲဟာအရင်နှစ်တွေကထက်ပုံမပြီးတော့လုံခြုံရေးတွေတင်းကျပ်ထားတယ်လို့မြို့ကန်တွေကပြောပါတယ်။ကြောင်းစင်းပွဲပြုလုပ်မဲ့နေရာနဲ့16မိုင်ခန့်ပဲဝေးတဲ့နောင်ချုံမြို့နယ်ဂံကောရွာအနီးဝန်းကျင်မှာအော်တိုဘာလလယ်ကလေးကတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ပြည်ဦးလွင်မြို့အရှိတောင်ဘက်မှာရှိတဲ့တောင်ခန်းကျေးရွာမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ဒါကြောင့် စစ်ကောင်စီကမန္တလေးနဲ့ကြောက်စင်မြို့မှာရှိတဲ့တန်ချက်ကတက်တဲ့တင်ကားတက်တွေကိုပါခေါ်ယူပြီးတော့လုံခြုံရေးတွေဆောင်ရွက်နေတယ်လို့မြို့ကန်တချို့ကပြောပါတယ်။အဲ့ဒီကားတွေကမြို့ပတ်ချာလဲမှာထားရတာဘယ်သူမှမသိရဘူးမြို့ထဲမှာလည်းမရှိဘူးလို့မြို့ကန်တအူးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာအင်အားထောင်ချီအသုံးပြုပြီးတော့ပြည်ဦးလွယ်နယ်နိမိတ်အဆက်တွေမှာအင်အားတွေတိုးချထားတယ်လို့ဆိုပါတယ်။နိုဗမ်ဘာလဒုတိယပတ်ကစပြီးတော့ DSA အကြောင်းအတွင်းနဲ့ပတ်ဝန်းကျင်ယထာတန်လန်းမြို့ပတ်လေကဂိတ်တွေနဲ့နောင်ချုံမြို့နယ်အဆက်မရရမြို့နယ်အဆက်တွေအထိကိုလုံခြုံရေးတွေတိုးမြင့်တာအင်အားတိုးချထားတွေကိုလုံနေတယ်လို့ဒေသခံတွေကသိရပါတယ်။ဒါအပြင်ဒီအကြောင်းစင်းပွဲရက်ကို တပ်တွဲမိသားစုတွေကိုပါအတိမပေးဘဲနဲ့တိုးတိုးတိတ်တိတ်လုံနေတယ်လို့မိခိုမိသားစုဝင်နေစီကသိရပါတယ်။နောင်ချုံမြို့နယ်ဘက်ကအဝင်အထွက်16မိုင်တိုးဂိတ်မန္တလေးပြည်ဦးလွင်လမ်းပိုင်းပြည်ဦးလွင်မြို့ပတ်လမ်းနေမှာနိုဝင်ဘာလနောက်ဆုံးပတ်ကနေပြီးတော့သုံးမိန်တွဲတွေတဲကားတွေဖြတ်တန်းခွင့်ကိုယာယီပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်အနည်းစခန်း၄စိတ်မှာလဲနိုဗ ెంబ ာလ28ရက်နေ့ကလေရင်အတက်ဆဲမကြာခဏပြုတ်လုပ်ကလူကြီးလမ်းကြောင်းရှိတဲ့ပုံစံမျိုးတွေလုတ်ပြခဲ့တယ်လို့ လေးစိမ့်နဲ့နီးစပ်တဲ့ဒေသခံတို့ကပြောပါတယ်။ဒါပေမဲ့စစ်တပ်နဲ့နီးစပ်သူတို့ရဲ့ပြောပြချက်အရအာနာသိစ်ခေါင်းဆောင်မင်းအောင်လိုက်အပါအဝင်ဘသူမှရောက်မလာသေးဘူးလို့သိရပါတယ်။မနေ့ကလည်းဒီလိုပဲလေအရင်ရက်တွေလမ်းတွေပိတ်ပြီးတော့နောက်မှလောက်တာနိုင်ငံတော်ရဲ့အကြီးဆုံးလာပါမယ်ဆိုမှတော့ဘလို့လို့အသိပေးမှလဲလို့စစ်တပ်နဲ့နီးစပ်သူတို့ကပြောပါတယ်။ဒါပေမဲ့အနီးစခန်း၄စိမ့်မှာရဟရင်နှက်ဆင်းနဲ့ပြင်းလွေမျိုးပတ်ပတ်လဲကိုလုံကြုံရေးကင်းလက်ဓာတ်တွေပြုတ်လုပ်နေတယ်လို့ပြင်းလွေမျိုးနယ်မှာညစဉ်လုံကြုံရေးကင်းလက်ဓာတ်တွေကိုလည်းလုပ်နေတယ်လို့သိရပါတယ်။ ចောင်းសិមេចောင်းသားមីបាတွေကိုလည်းប្រមបတ်အတွင်ចောင်းសិមាဖြစ်ပြီးတော့အစင်သည့်ပြေထားကြဖို့ကိုသာပြောဆိုထားပြီးရက်အတိကြတော့မသိရသေးဘူးလို့စစ်တပ်အတိုင်းဝိုင်းကပြောပါတယ်ကလေးတွေကိုယ်တိုင်တော့မှတေချာသိပုံမရသေးဘူးဖုန်းအသုံးပြုခွင့်ကလည်းအရင်ကထက်ပုံပုံပြီးတော့တင်းကျပ်ထားတော့တေချာပြောခွင့်မရဘူးသူတို့အကြောင်းကြားလာတာနဲ့ပထမပတ်ထဲသွားဖို့တော့ကျမတို့ပြင်ဆင်ထားတယ်လို့ ကျောင်းသားမိဘတို့ကပြောပါတယ် DSA ကျောင်းမှာတက်နေတဲ့ဘိုလောင်းတွေဟာအရင်ကကိုပိုင်ဖုန်းအသုံးပြုခွင့်ပိတ်ထားပေမဲ့လဲခိုးသုံးလို့ရကြပါတယ်ဒါပေမဲ့ဒီနှစ်မှာဖုန်းအသုံးပြုခွင့်ကိုလုံးဝပိတ်ထားတယ်လို့စနေတနင်္ဂနွေအပြင်ထွက်ခွင့်ကိုပါလုံခြုံရေးကိုအကြောင်းပြပြီးတော့ပိတ်ထားတယ်လို့သိရပါတယ်စစ်တပ်ဘက်ကကျောင်းစင်းပွဲအတွက်တည်းမဟုတ်ပဲကျောင်းစင်းပွဲအပြီးနောက်ရက်ညနေပိုင်းမှာတာဝန်ကျရာဌာနရေးစီကိုတွားဖို့ရင်နန်းတွေထွက်မှာဖြစ်ပြီးတော့အဲ့ဒီအတွက်ပါလုံခြုံရေးရင်နန်းတွေပြင်ဆင်ထားတယ်လို့သိရပါတယ် ပြင်းဦးလွယ်ရဲ့လုံခြုံရေးကိုကစားထမှုကိုယ်တိုင်ကြီးကြပ်နေသလိုနောက်ချုံမြို့နယ်ကိုတင်ပိုက်ထားတဲ့ TNL ကနိုဗ ెంబ ာလနောက်ဆုံးပတ်မှာငင်းကြင်ရင်ဆွေးနွေးဖို့ကြေညာချက်ထုတ်ပြန်ထားတာအရင်တစ်ပတ်ကဇီးပင်ကြီးမှာရဲအုပ်လောင်းတန်တန်းဆင်းပွဲကိုရဲချုပ်အစ်စ်နဲ့ဆင်းခဲ့တဲ့အခြေအနေတွေကြောင့် DSA အကြောင်းစင်ပွဲကိုစစ်ကောင်စီကအရင်နှစ်တွေကထက်ပိုပြီးတော့ခန်းခန်းနာနာလုံနိုင်တယ်လို့ CDM ဗိုလ်ကြီးစင်ရောကတုံ့တက်ထားပါရယ်မနေ့ကတော့ခိုးကြောင်ခိုးဝက်လောက်တာပေါ့ဒီနေ့တော့နည်းနည်းမီဒီယာတွေပါဖိတ်ပြီးတော့တေချာလုံမဲ့သဘောလို့သိရတယ်အဲ့ဒါကြောင့်မို့လို့ပြင်ဦးလွယ်တဝိုက်ပေါ့စစ်တပ်ကတော့တင်တန်းစင်ပွဲရောက်မလာနိုင်အောင်ဘေးနဖက်တွေပေါ့ဂန်ကောဘက်အထိပြီးတော့ဗန်ပွေဝက်ဝံဘက်အထိဖြန့်ကျက်ထားတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပြထားပါရယ်စစ်တပ်ကတော့ DSA ကို2024ခုနှစ် AP လ10ရက်နေ့မှာ တရားခွန်မမှာ short tight ဒုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD ကထုတ်ပြန်ခဲ့ပါတယ်မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖက DSA ကိုတရားခွန်မမှာ short tight ဒုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတွေနေထိုင်တဲ့အဆောက်အအုံကြီးကို၄လုံးကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့အသိပေးထားပါတယ်ပြည်ဦးလင်ကစစ်တပ်နဲ့ဆိုင်တဲ့နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ဒေသခံပြည်သူတချို့ထိခိုက်ဒေဆုံးခဲ့တယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အာနာသိန်းစစ်ခေါင်းဆောင်ဟာနေပြည်တော်ကိုချက်ချင်းပြန်သွားခဲ့တယ်လို့သတင်းတွေထွက်ခဲ့သလို ပြည်ဦးလွယ်မှာစစ်တပ်ကလုတ်တဲ့2023ခုနှစ်တပ်တွင်းတကြံကိုလည်းအာနာသိန်းစစ်ကောင်းဆောင်ရဲ့ဇနီးကျူကျူလကိုတိုင်တက်ရောက်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။အသက်68နှစ်အရွယ်မင်းအောင်လိုင်ကိုရိုဟင်ဂျာတွေအပေါ်2019ခုနှစ်မှာကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်မှုတွေအတော့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖိုင်ဝရန်ထုတ်ပေးမှုနိုဗမ်ဘာလ28ရက်နေ့မှာတရားလိုရှင်းတွေကရှောက်ထားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ကစစ်မှုထမ်းတပ်သားတဲ့များကိုမူရဲစေးဝါးတွေကိုကျွေးပြီးတော့ရှေ့တန်းကိုပို့ကနေအိမ်များကိုမိရှို့ခိုင်းနေတဲ့အတွက် ထွက်ပြေးလိုသူများပြားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွိုက်ကော်မျိုးအနီးတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးမန်းများကိုစစ်ဆေးမေးမြန်းထားတဲ့ဗီဒီယိုကို KNA Nationality Defense Force ကဒီသမားလ၂ရက်နေမှာထုတ်ပြန်လိုက်ပြီးတော့စစ်တပ်က WY ဆေးပြားများတုံးဆွဲခိုင်းရင်နဲ့နေအိမ်များကိုမိရှုဖျက်ဆီးခိုင်းခြင်းများကိုလုံဆောင်ခိုင်းကြောင်းစစ်တုံးမန်းများကဝန်ခံပြောဆိုထားပါတယ်။နေအိမ်တွေကိုမိရှုခိုင်းတာကတော့ကြုံဘူးတယ်။ ိမ်တွေမိရှို့တာကတော့သူတို့ကဒီအိမ်တွေကိုမတင်ငါဘူးဆိုလို့ရှို့တာများတယ်။နေအိမ်အလုံးရေအတွက်များတယ်။50ကျော်60နီးပါးလောက်နဲ့မကဘူးနဲ့အတူတယ်။ကျွန်တော်တို့ကိုပန်းနေရောင် WY ဆိုတဲ့ဟာတွေတုံးခိုင်းတယ်။အခုဆိုရင်တက်စိတ်၃စိတ်စလုံးကတုံးတယ်။သူတို့တုံးပြီးတော့ရှေ့ကိုတိုက်ခိုင်းတယ်။ရှေ့တိုးခိုင်းတယ်။သူတို့ဘာသာသူတို့မရရအောင်ရှာကြံပြီးတော့ဝယ်ကြတယ်။ တထောင်းမိုးကို၃ပြားလား၄ပြားလားကျွန်တော်တို့လည်းမသိဘူးသူတို့ကိုယ်တိုင်တက်စိတ်ဖွဲ့ပြီးတော့လှုပ်လဲလှုပ်တယ်ခွဲ့လဲခွဲ့ပြုတ်ထားတယ်လူကြီးတွေအကြီးအကဲတွေကရှို့ဆိုလို့လဲရှို့ရတာပေါ့ပြစ်ကွင်းတွေဘာတွေမလွတ်တဲ့ဟာတွေမြင်ကွင်းတွေဘာတွေမလွတ်တဲ့အိမ်တွေကိုရှို့ခိုင်းတယ်ဒါမျိုးတွေလှုပ်ခဲ့မိတဲ့အတွက်ခွဲ့လွတ်ပေးပါလို့ပြည်သူတွေကိုတောင်းပန်ကြမှာတယ်အချောင်းချောင်းချောင်းဒါမျိုးတွေလှုပ်ခဲ့ရတာပေါ့လုံးဝကိုလွန်ဆန်လို့မရလို့ဗိုလ်ကြီးတွေအထက်အရာရှိတွေခိုင်းလို့လှုပ်ရတာပါ ဘိုးကြီးတွေအထက်ရာရှိတွေကအပြားသေးသေးလေးတွေပေးပါတယ် WY လို့ရေးထားပါတယ်ကင်းဆောင်ရဲ့ HM ဆိုးလို့တဲ့စိတ်ညစ်တဲ့အခါကျရင်လဲလူလဲလန်းတယ်အဲ့ဒါကြောင့်မို့တော့ရတာပါလို့စစ်တုံးပန်းဖိုးထုနဲ့မျိုးတက်မင်းတို့ကဝန်ခံပြောဆိုထားပါတယ်လက်ရှိအချိန်မှာစစ်မြေပြင်မှာရောက်ရှိနေတဲ့စစ်မှုတန်းတပ်သားတွေများနဲ့စစ်ကောင်စီတပ်သားများဟာစိတ်သက်ကြဆင်းနေပြီးတော့လူအများအပြားထွက်ပြေးရန်စိတ်ဆန္ဒရှိနေတယ်လို့ပြောဆိုထားပါတယ်ဒါအပြင်အကြမ်းဖက်ဆက်တဲ့အရာရှိများကလည်းကြုံတယောက်လိုမျိုးခိုင်းစေမှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်အခုက ပြေးမယ်ဆိုပြေးမဲ့လူတွေကအတော်များကြတယ်စိတ်ဓာတ်တွေကကျနေပြီလောက်ရကြရတာကလည်းစိတ်မပါတော့ဘူးလောက်တော့လဲအစမတန်ကိုလောက်ရတယ်တခါတလေကြရင်အစာပြတ်အတော့ပြတ်နဲ့အစင်မပြေဘူးတငယ်ချင်းတွေကိုလည်းခိုင်းတိုင်းလုံနေရတယ်နွားအဖြစ်ခံပြီးတော့မယုံစီချင်တော့ဘူးကျွန်တော်အနေနဲ့ကတော့မလုတ်ပါနဲ့တော့လို့ပဲပြောချင်ပါတယ်မိသားစုတွေနဲ့လည်းအမြန်ပြန်တွေ့ချင်နေပါပြီကျွန်တော်လည်းသတိရပါတယ်ကျမ်းမာရေးအခြေအနေလည်းကောင်းနေပါတယ်ဗျစားအတော့ရတာလည်းအစင်ပြေပါတယ်လို့ စစ်တုံးမန်းဖိုးထုကပြောဆိုထားပါတယ်ဒါအပြင်တိုက်ပွဲများအတွင်းမှာအကြမ်းဆက်တပ်ဘက်ကအရာရှိများကလည်းလက်အောက်ငယ်သားများကိုအသေးခံတိုက်ခိုက်ပြီးတော့၎င်းတို့ကိုယ်တိုင်တိုက်ခိုက်ခြင်းမရှိဘဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်လက်အောက်ငယ်သားများကိုလည်းနောက်ပြန်ဆုတ်ခန်းခြင်းမရှိဘဲ၎င်းတို့ကိုယ်တိုင် WY ဆေးပြားများကိုတုံးဆွဲထားတယ်လို့သိရပါတယ်ကျွန်တော်တို့ဘက်ကတော့တော်တော်များများကြားတယ်ကျွန်တော်မကြေနပ်တာကတော့ဗျဘုံမှုတယောက်ကိုပဲမကြေနပ်တာဘာလို့လဲဆိုတော့သူကခေါင်းဆောင်တယောက် သူကပထမကလေးကစထွက်လာကလေးကဘလို့ပြောလဲဆိုတော့ဘလို့အခက်ခဲပဲရှိနေရှိနေငါမင်းတို့ရဲ့ရှိမှာပဲရှိမယ်တကယ်တကယ်အကိုတို့ဘက်ကလူတွေလဲလာလဲလာရောဘသူမှကိုမသိလိုက်ဘူးနောက်ကိုဆုတ်သွားတာသုံးယောက်စလုံးပဲကျွန်တော်တို့ဘက်မှာရှိတာဆိုလို့ဘိုးကြီးတယောက်ပဲရှိတယ်အဲ့ဒီဘိုးကြီးကတော့တိုက်ပွဲကြသွားပြီကျွန်တော်တို့နဲ့အတူတူပဲကျန်တဲ့လူကတော့သေတဲ့သူကသေ15ယောက်ရောက်20လောက်ရှိမယ်မနေ့ကဖြစ်တဲ့ပုံစံကဒါသူမပေးတဲ့အမိတ်လေသူကြတော့နောက်ကိုဆုတ်တယ်ကျန်တဲ့လောက်ငယ်သားတွေကြတော့ မင်းတို့တွေတယောက်မှနောက်မဆုံးနဲ့ခံပြစ်ခံပြစ်ဆိုပြီးတော့သူ့ဘက်ကပြောတယ်ကျွန်တော်တို့ကလည်းကိုယ့်ရဲ့အထက်အရာရှိဆိုတော့ကိုကလည်းပြန်မပြောရဲဘူးသူ့တင်မှာကြတော့ကြောက်တယ်မဆုတ်ခိုင်းဘူးကျွန်တော်တို့ကိုဘလို့ပြောလဲဆိုတော့မင်းတို့ခံပြစ်ခံပြစ်ဆိုပြီးတော့ပြောတယ်နောက်ပြန်လှည့်ကြည့်တော့သူကမရှိတော့ဘူးသူ့ရဲ့စေးတက်သားရဲ့နောက်ပြီးတော့သူ့ရဲ့တပည့်တယောက်ရဲ့အလုံးပေါင်း၃ယောက်ကျွန်တော်တို့ဘက်မှာရှိတာဆိုလို့ဘိုးကြီးတယောက်ပဲကြမ်းတာအဲ့ဒီဘိုးကြီးကတော့တိုက်ပွဲမှာကြာသွားတယ် နောက်ပြီးတော့အဲ့ဒီဘုံမှုကလည်းတခါတလေကြာရင်သူလဲဆေးသုံးထားတယ်လို့ဖိုးထုကပြောဆိုထားပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာလွိုက်ကော်မျိုးအနီးမှာအကြမ်းဖက်ဆက်တဲ့ရဲ့တပ်မ66လက်အောက်ခံခလိုက်ရ80တိုက်ရင်နဲ့တော်လိုင်းတပ်ဖွဲ့များဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်သားအယောက်40ကျော်တေဆုံးပြီး9ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်22လက်တင်းစီရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်တက်မတော် TNL တိမ့်ပိုက်ထားတဲ့မြို့၅ခုကို နိုဝင်ဘာလအတွင်းမှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ38ဦးသေဆုံးပြီးအယောက်80ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းမြောက်မှာနိုဝင်ဘာလတစ်လအတွင်းစစ်ကောင်စီတိုက်ရဲလေကြောင်းကနေတစ်ဆင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူပိုင်းနေအိမ်68လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလအတွင်းမှာနောင်ချုံမြို့မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲချမှုကြောင့်ပြည်သူ16ဦးသေဆုံးပြီးတပ်ကတော်နှစ်ပါးအပါအဝင်25ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်49လုံးနဲ့ကားရှစ်စီးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ မိုးကုံမြို့အရှိပိုင်းနဲ့အနောက်ပိုင်းတွေမှာစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံးကျဲတိုက်ခတ်မှုကြောင့်ဒေသခံပြည်သူ၉ဦးသေဆုံးပြီးကလင်းငယ်၁ဦးအပါအဝင်၁၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲမိုင်းငုံမြို့မန်လုံရက်ကွာမှာလည်းစစ်ကောင်စီတပ်ကလေးချောင်းကနေပြီးတော့ပေါင်၃၀၀ဘုံလိုက်ရောက်ကျဲချတိုက်ခတ်မှုကြောင့်ဒေသခံပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ်နှဆက်နှလုံးထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ကိုခိုင်မြို့ရက်ကွက်၄မှာစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ၃ဦးသေဆုံးပြီးကလင်းငယ်အပါအဝင်9ဦးထိခိုက်ဒဏ်ရာရရှိကောင်နေအိမ်16လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲ November 30ရက်နေ့ည6:35မိနစ်အချိန်မှာကြောင်မဲမြို့အင်ဂျင်တောင်ရက်ကွက်မှာစစ်ကောင်စီတပ်က၄ချောင်းကနေတဆက်ပေါင်900ဘုံနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့ဒေသခံပြည်သူ၁၀ဦးသေဆုံးပြီးအယောက်20ထိခိုက်ဒဏ်ရာရရှိကောင် နေအိမ်25လုံးကျော်ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းကိုအုံပြုပြီးတော့နေစဉ်ပြည်သူများကိုဥတီပြီးဘုံကျဲချတိုက်ခိုက်နေခြင်းကြောင့်လူထိခိုက်ဒေဆုံးမှုရှိခဲ့တဲ့အပြင်ပြည်သူပိုင်ကနေအိမ်နဲ့ဈေးဆိုင်ခန်းအများအပြားလည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ